မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ2ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မို့မို့ပါရှင်။ခလာရ15တက်တွင်မတိမှုမှာတက်ကြကြီးတဦးကိုထပ်မံဖမ်းဆီးလိုက်ပါတယ်။မြမအရေးအေးယူဆောင်ရွက်ဖြေရှင်းရန်ထပ်မံကြရှုံးခဲ့တဲ့အာဆီယံအဖွဲ့ကိုစစ်ကောင်စီကလောင်ပြောင်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကဝေဖန်လိုက်ပါတယ်။မကွေးအချင်းထောင်ကို PDF တွေတိုက်ခိုက်မှုအပြီး ထောင်ပိုင်တဲ့အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ပခုတ်ကူမြို့နယ်စင်မင်းကျေးရွာကိုလာရောက်တဲ့ပြူစောတိကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်မှုမှာပြူစောတိကားဆောင်ကျော်စိုးနိုင်အပါဝင်၄ဦးသေဆုံးပြီးလက်နက်နှစ်လက်သိမ်းဆီးရရှိလိုက်ပါတယ်။ဆောင်ပြောင်းရွာစခန်းသိမ်းတိုက်ပွဲမှာ KMDF ရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးသွားပါရဲ့ရှင်ဒီသတင်းနဲ့တူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ထမဆောင်သတင်းတပုတ်အနေနဲ့မိုးညင်းအခြေဆိုင်ခလာရ15မှာဒုတိယဗိုလ်ချုပ်ကြီးတန်းလိုက်တမတ်ဖြစ်သူဗိုလ်ကြီးစင်လင်းထွန်းနဲ့အတူမရိမှုကျူးလို့ရမှာပါဝင်တဲ့တက်ချက်ကြီးခင်မောင်တွင်ကိုမေလ30ရက်နေ့မှာထပ်မံဖန်စီစစ်ဆေးနေတယ်လို့ဆိုပါတယ်။တက်တက်တဲ့နေ့ဗိုလ်ကြီးရဲ့ဇနီးကိုမရိန်းချင်းတဲ့နေ့ကဗိုလ်ကြီးစင်လင်းထွန်းရဲ့တပည့်ဖြစ်သူတက်ချက်ကြီးခင်မောင်တွင်ပါဝင်ကြောင်းတမိသားစုဝင်တွေကတက်တည်ထွက်ဆိုခဲ့ပြီးတဲ့နောက်မှာဖန်စီစစ်ဆေးနေတာလို့စစ်ရေးတင်ရေးမြစ်ကပြောပါတယ်။ စုခုံဩဃထာကဘူဂျီစင်လင်းထွတ်ကဝေမခန့်တရွေ့အပြစ်ရှိသူလို့တတ်မှတ်လို့မရဘူးပြောလို့အဲ့ဒီနေ့ကဘူဂျီမိမကိုခေါ်သွားတာတက်ကြကြီးခင်မောင်တွေလဲပါတယ်ဆိုပြီးတက်တေပြလို့ဖမ်းပြီးထတ်စစ်တာခံရတဲ့ဘူဂျီကကြောမွဲဆိုတော့ဝိုင်းဖိတာခလာရ15မှာတတ်မှတ်ဖြစ်သူဘူဂျီစင်လင်းထွတ်ဖြစ်နေတဲ့မဒိမ့်မှုကိစ္စနဲ့ပတ်သက်ပြီးတော့ရခမဖြစ်သူဒုတိယဘိုလ်ချုပ်ကြီးတန်းလှိုင်က တိုင်းမှုနဲ့တက်နယ်မှုတွေကိုဖိအားပေးထားတယ်လို့ မပါခနဲ့နီးစပ်တဲ့တည်င်းရင်မြစ်ကပြောပါတယ်ဒုတိယပူချုပ်ကြီးတန်းလှိုင်မပါခတိုင်းမှုဖြစ်ခဲ့တော့မပါခကလူတွေကိုမတိန်မှုနဲ့ပတ်သက်ပြီးတော့ဖိအားပေးတာခလာရ15တည်ရင်မှုဆိုအမှုဖြစ်စဉ်ကိုပြောင်းပြစ်တာမျက်မြင်တက်တဲ့တွေကိုရှေ့ရန်ပို့တဲ့သူပို့ပြေးတဲ့သူကိုပြေးခိုင်းတာဒုတိုင်းမှုတော်မရင်းချင်းနဲ့ဘူကြီးစင်လင်းထုကိုညီလေးဆိုတာပါဇက်ဖြားကမချဘူးတိုင်နဲ့ဘူကြီးပါရှေ့ရန်မှာအရှင်းခံရနိုင်တယ် ဒုတိယဗိုလ်မှူးကြီးဇော်တန်းနိုင်ကခလာယာ15အမှုဖြစ်စဉ်မှာပါဝင်တဲ့မရင်းပြုကျင့်ခံရသူအမျိုးသမီးကိုတတ်မှတ်နှင်ထုတ်ကခင်မွန်းဖြစ်သူဗိုလ်ကြီးနဲ့မျက်မြင်သက်သေတက်တာမျိုးထက်ကိုရှေ့ရန်ပို့ပြီးတော့မျက်မြင်သက်သေနောက်တူဖြစ်တဲ့တက်တာရွှေအောင်ကိုတက်ကနေထွက်ပြေးခိုင်တာလို့ဆိုပါတယ်အဲ့ဒီမဒိန်ဘူးနဲ့ပတ်သက်ပြီးတော့အမတ်904အမြောက်စကံကုတ်ကဲမှုဌာနချုပ်လက်အောက်ခံအမတ်208အမြောက်တရင်ကတရင်မှု ဒုဘိုမူကြီးဝင်းနိုင်ကဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတော့အဖွဲ့ဝင်900ရက်နဲ့စစ်ဆေးနေတာလို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြမအရေးအေးယူဖြည့်ရှင်ဆောင်ရွက်ရန်ထပ်မံကြရှုံခဲ့တဲ့အာဆီယံအဖွဲ့ကိုစစ်ကောင်စီကအရက်သားပြည်သူတွေကိုဘုံကျဲတပ်ဖြတ်မှုနဲ့လောင်ပြောင်နေတယ်လို့ဖြစ်နေကြောင်းမြမနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကဝေဖန်လိုက်ပါတယ်။မေလ26ရက်နေ့ကနေမေလ29ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကမြမအရေးကိုအရေးယူဖြေရှင်းရန်ထပ်မံကြဆောင်ခဲ့ကြောင်းအာဆီယံထိပ်သီးအစည်းအဝေးကမြမနိုင်ငံအရေးမှာအထိပ္ပယ်ပြေဝတဲ့အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်မယ့်အခွင့်အရေးကိုနောက်တစ်ကြိမ်လွှဲချော်စေခဲ့ကြောင်းအာဆီယံခေါင်းဆောင်တွေကအနှစ်သာရမရှိဘဲထပ်တလဲလဲပြောဆိုနေကြစကားများမှမကြော်လွားနိုင်ခဲ့တဲ့အပြင်အာဆီယံရဲ့လင်းနစ်တာကြာရှုံးမှုတွေကိုပုံမိုဆိုးရွားလာစေခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SCCN ကသတင်းထုတ်ပြန်ထားပါရရှင်။အာဆီယံကအသုံးမဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက်၅ချက်ကိုသာဆက်လက်ကင်ဆွဲနေခြင်းကရာစုနှစ်တဝက်အတွင်းအကြီးမားဆုံးဖြစ်တဲ့ဒေတာဆိုင်ရာအချက်အတဲကိုကင်တွဲဖြေရှင်းရမှာအရေးတကြီးဆောင်ရွက်ရန်လိုအပ်မှုကတိကဝတ်ထားရှိမှုနဲ့တီထွင်ပန်းနီးနိုင်စွမ်းတို့အလွန်အမင်းကင်းမဲ့နေကြောင်းပြသနေတယ်လို့ SCCM ကပြောပါတယ်။ ေလ25ရက်နေ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကွာလာလပူမှာတွေ့ဆုံဆွေးနွေးခြင်းပဲခူးတိုင်းကြောက်ကြီးမြို့နယ်မင်္ဂလာဆောင်တစ်ခုကိုမြန်မာစစ်အုပ်စုကလေကြောင်းကနေတိုက်ခိုက်ခဲ့ရာသရိုးသမီးနဲ့ခလေးငယ်2ဦးအပါအဝင်အယက်တာပြည်သူအ ਨੇ ဆုံး10ဦးသေဆုံးခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုကတပရင်းမြို့နယ်မှာရှိတဲ့စာတင်ကျောင်းတစ်ကျောင်းကို စစ်အုပ်စုကဘုံကျဲတိုက်ခိုက်ခဲ့ပြီးခလေးငယ်22ဦးနဲ့ဆီယမ2ဦးသေဆုံးကအယက်တာ တရ5ဦးအထိဒဏ်ရာရရှိတဲ့ဖြစ်စဉ်အပြီးနှစ်ပတ်မပြည့်မီမှာထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့လိုမျိုးရက်ဆက်တန်းကျုံမှုနဲ့စစ်အုပ်စုရဲ့အခြားလှုပ်ရက်တွေကြောင့်ကြဲကြဲပြန့်ပြန့်သတင်းဖော်ပြနေတဲ့အထိအာဆီယံခေါင်းဆောင်တွေရဲ့ထုတ်ပြန်ချက်အစ်စ်တွေစစ်အုပ်စုရဲ့လက်တွေ့ ရှိမနေတဲ့အပြစ်ခတ်ရက်စဲရေးကိုအတိမတ်ပြုထားကြောင်းလက်တွေ့မှတ်ကြတဲ့စစ်တပ်ရဲ့အပြစ်ခတ်ရက်စဲရေးကိုတတ်တန်တိုးရနဲ့တိုးချက်ကျင့်သုံးရန်ပင်တောင်းဆိုခဲ့ကြောင်းသိရပါတယ်။အာဆီယံခေါင်းဆောင်တွေကစစ်အုပ်စုရဲ့အယက်သားပြည်သူတွေပေါ်ကိုကြက်ကြဲပြက်ပြက်နဲ့စနစ်တကျကျူးလွန်နေတဲ့ရက်ဆက်ကြံကြုံမှုတွေကိုတော်လှန်ရေးအင်အားစုတွေရဲ့ခုခံတော်လှန်ရေးကြိုးပမ်းမှုများနဲ့တံတန်းနဲ့ထားကမောင်ရွှေစာရှုမြင်သုံးသပ်နေစေဖြစ်ကြောင်း SCCM ကဝေဖန်လိုက်ပါတယ်။ အစီအစဉ်မှာယန်ဂီလီကဆေအုစုခေါဆောင်မင်းအောင်လိုင်ရဲ့အရက်သားပြည်သူတွေပေါ်မရက်မနာပြုလုပ်နေတဲ့တိုက်ခိုက်မှုများမှာဆေအုစုကအပြစ်ခတ်ရက်စဲရေကိုအမှန်တကယ်အကောင့်ထဲပေါ်ခဲ့တယ်ဒါမှမဟုတ်အဲ့လိုပြုလုပ်ရန်ရည်ရွယ်ချက်တစုံတရာရှိနေတယ်ဆိုတော့အာဆီယံရဲ့အဆိုတွေကိုရွှေရှားဖွဲ့ရာလောင်းပြောင်းနေတယ်လို့ဖြစ်နေတယ်လို့သုံးသပ်ပါတယ်အာဆီယံဥက္ကဋ္ဌမလေးရှားဝင်ကြီးအန်ဝါအနေနဲ့အတုံးမဝင်တဲ့ဘုံသဘောတူညီချက်၅ချက်နေရာကို အစားထိုးရမှာဖြစ်ပြီးအဲ့ဒီလုပ်ငန်းစဉ်မှာအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ EOS လူနည်းစု ကိုစားပြုကိုယ်စားလှယ်များနဲ့မြမအရက်ဘတ်လူအဖွဲ့အစည်းတို့နဲ့ဒိုင်းရိုက်ထိတွေ့ဆက်ဆံခြင်းကိုလည်းဦးစားပေးရမှာဖြစ်ကြောင်း SCCM ကအကြံပြုလိုက်ပါတယ်အာဆီယံအနေနဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုကိုအမှန်တကယ်ဖျက်ချန်လိုပါကကုလသမဂ္ဂလုံခြုံရေးကောင်စီကိုဝင်ရောက်ဆက်ဖက်ရန်ချက်ချင်းတောင်းဆိုတင်တဲ့ ဒါ့ပြင်စစ်အုပ်စုကလိုက်နာမှုရှိစေရန်နိုင်ငံတကာလှိလာတုံ့တက်သူဖြစ်မြန်မာနိုင်ငံတဝက်လုံးမှာအပြစ်ခတ်ရက်စဲရေးတရက်ချမှတ်ပေးရန်တောင်းဆိုတင်တယ်လို့ SCCM ကထပ်လောင်းပြောဆိုပါတယ်စစ်ကောင်စီကမတ်လ28ရက်နေ့ငလင်းလောက်ခတ်အပြီးအပြစ်ခတ်ရက်စဲရေးမကြာခဏကြီးညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုများစစ်ကြောင်းထိုးခြင်းများဆောင်ရွက်လျက်ရှိရာ စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာအကြံဖတ်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင် ပြည်သူ436ဦးသေဆုံးခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဆလဘီမကွေးအချင်းထောင်ကို PDF တပ်ဖွဲ့တချို့ကလာရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာ အချင်းထောင်ပိုင်နဲ့အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးထားကြောင်းထောင်တည်င်းရင်းမြစ်တွေစီကနေသိရပါဗျာ။ ယခုနှစ်ဧပြီလ23ရက်နေ့ညပိုင်းမကွေးမြို့မကွေးရင်းနယ်ချောင်းလမ်းဘေးမှာရှိတဲ့မကွေးပခုအကျင်းထောင်းတောင်းနေအကျင်းထောင်းနဲ့ညနေချင်းဆိုင်မှာရှိတဲ့အမှတ်25ရဲတပ်ရင်ကိုတောင်းစစ်အောင် LPDF တပ်ဖွဲ့နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြအောင်အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအပြင်မှာစစ်တပ်ထောက်လန်းရေးကအကျင်းထောင်အတွင်စစ်ဆေးမှုတွေလှုပ်ခဲ့တာ ထောင်ပိုင်နဲ့အကျဉ်းဦးစီးဌာနဝန်ထမ်း26ဦးကိုဖမ်းဆီးလိုက်ကြပါအဲ့လိုဖမ်းဆီးတာကအကြီးကအနေနဲ့အကျဉ်းထောင်အတွင်းကိုတားမြစ်ပစ္စည်းများသွင်းမှုတွေကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်မကွေးထောင်ပိုင် အပါဝင်ဝန်ထမ်း26ဦးစစ်ဆေးအရေးယူခံရပါတယ်စစ်တပ်ကမကွေးထောင်အပြစ်ခံရပြီးတဲ့နောက်မှာထောက်လန်းရေးနဲ့ဝင်စီရင်အကျဉ်းသားတွေအတွက်ကန့်တတ်ပစ္စည်းတွေမတိအောင်လက်ယူသွင်းပေးမှုတွေနဲ့ဖမ်းဆီးခံရတာ ထောင်ပိုင်းကရောက်တာမကြသေးဘူးလှပိုင်းပဲရှိသေးတယ်။အိစိန်ထောင်ကပြောင်းလာတာလို့သိရတယ်။ဒီလ6ရက်နေ့ထောင်ပိုင်းနဲ့ဝန်ထမ်း26ဦးကို အမိတ်ချမယ်။အချင်းထောင်ဥပဒေပုံမှ42ကနဲ့တရားစွဲထားတာလို့အချင်းထောင်သတင်းရင်းမြစ်ကပြောပါတယ်။မကွေးထောင်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာထောင်ဝင်စားများစီစစ်ခြင်းထောင်တွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအကြောင်းမဲ့ရိုက်နှက်ခြင်းတိုက်ပိတ်ထားကြောင်းဗိတ်သနို PDF ခေါင်းဆောင်ဟောင်း ိုအောင်ခန့်ဦးခေါ်ပါလေးနဲ့ NLD ပါတီမှာ မကွေးတိုင်းတောင်တွင်ကြီးမြို့နယ်အမှတ်နှစ်တိုင်းဒေသလွတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လိုင်ခေါ်ကိုလလိုင်မှာစစ်တပ်ညင်ပန်းနှိပ်စက်ဒါကြောင့်အသက်အန္တရာယ်ဆိုးရင်ရတဲ့အထိအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါဗျ။စစ်ကောင်စီတပ်သားတွေရဲ့ညင်ပန်းနှိပ်စက်ခံရတဲ့ဗိဒ္ဓနု PDF ခေါင်းဆောင်ကိုအောင်ခန့်ဦးခေါ်ပါလေးက ထောင်ဒဏ်203နှစ်ကြာခံထားရပြီး ဦးကုတ်ကိုလှိုင်က ထောင်တန်း183နှစ်ကြာခံထားရကြောင်းမကွေးဘဟုအချင်းထောင်ခေါ်တောင်းနေအချင်းထောင်မှာ NLD ပါတီဝင် မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတိုင်းလွတ်တော်ဥက္ကဋ္ဌဥတာတို့လည်းထိမ့်သိမ်းခံထားရကြောင်းသိရပါတယ်။အချင်းသားတွေကမကွေးထောင်အပြစ်ခံရပြီးကလေးကအခုချိန်ထိအဲ့တွေ့မရတော့ဘူးထောင်ဝင်စားပို့လဲအသားဟင်းတစ်မျိုးအသီးရွက်ဟင်းတစ်မျိုးစားစရာအသီးနှံတစ်မျိုးပဲ ကြံပစ္စည်းနည်းနည်းပဲပို့လို့ရတော့တယ်အကျဉ်းသားတွေကအခက်ခဲအများကြီးဖြစ်နေရတယ်လို့အကျဉ်းသားမိသားစုဝင်တို့ကလည်းပြောပါတယ်ဧပြီလ23ရက်နေ့မကွေးအကျဉ်းထောင်တိုက်ခိုက်ခံရစဉ်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါဝင်နိုင်ငံရေးအကျဉ်းသား2ဦးသေဆုံးခဲ့ရပြီးစစ်တပ်ကနိုင်ငံရေးအကျဉ်းသား200ကျော်ကိုညှဉ်းပန်းနှိပ်စက်တိုက်ပိတ်ထားကြောင်းလည်းသိရပါရရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပခုတ်ကူမြို့နယ်စင်မင်းကန်ကျေးရွာကိုလာရောက်တဲ့ပြူစောတိကားနှစ်စီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာပြူစောတိ၄ဦးသေဆုံးခဲ့ပြီးလက်နက်နှစ်လက်သိမ်းဆီးရရှိခဲ့ကြောင်းပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါရယ်မနေ့ကဇွန်လ၁ရက်နေ့နနက်၈နာရီခန့်ကပခုတ်ကူမြို့စင်မင်းကျေးရွာဂိတ်စခန်းမှာတာဝန်ပြောင်းလဲရန်လာတဲ့အကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတိခေါင်းဆောင်ပါအင်အား၈ဦး စီးနှင်းလိုက်ပါလာတဲ့ကားနှစ်စီးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ45မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါဗျ။မတ်တူကားနှစ်စီးနဲ့ထွက်လာတာဝိုင်းပစ်တဲ့အချိန်ကားနှစ်စီးလုံးကထိုးရက်သွားတယ်။ကြံတဲ့လေဦးကထွက်ပြေးသွားတာပါ။ကားတွေကပြတ်သွားတော့ယူခဲလို့မရဘူး။ဝိုင်းပစ်ကြတော့ကားကပြစ်သွားတာ။ကြံတဲ့ပြူလေးဦးကထွက်ပြေးလွတ်မြောက်သွားတာ။စင်မင်းကန်ဂိတ်စခန်းနဲ့လည်းနှီးတယ်။ မိုးကလည်းရွာနေတော့ကားတွေကို မီးမရှို့ခဲ့ရဘူးဒီနေ့မနက်ဆင်မင်းကန်ခိတ်ကိုအင်အား80လောက်တိုးချထားတယ်လို့ပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါတယ်အဲ့လိုတိုက်ခိုက်မှုအတွင်မှာအကြံဖတ်စစ်တပ်လက်အောက်ခံပြူစောတိ၄ဦးတေဆုံးခဲ့ပြီး MA3 အမျိုးအစားတနတ်တလပစ္စတိုတလလက်နက်ခဲယံများနဲ့ငွေသား33သိန်းလို့တင်စီရရှိခဲ့ကြောင်းလည်းသိရပါဗခုတ်ကူမြို့မှာ ပြည်သူများရဲ့ပြောကြားချက်အရာ တော်လန်ရေးတက်တွေရဲ့တိုက်ခိုက်မှုကြောင့်ပခုတ်ကူမြို့အမတ်နှစ်ရက်ကွက်နေပြည်တော်လမ်းနေပြူစောတိခေါင်းဆောင်ကျော်ဆိုးနိုင်တည်ဆုံခဲ့ရပြီးဒီနေ့နှစ်နှစ်9နိုင်မှာတကြိုလိုက်ကြောင်းလဲသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပခုတ်ကူတပ်ရင်း76နဲ့ဗိုလ်ကလတ်တပ်ပေါင်းစုတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ ောက်ဆုံးသတင်းတပုတ်အနေနဲ့စစ်ကောင်စီနဲ့ PNO ပြည်သူစစ်တို့တက်ဆွဲထားတဲ့ပင်လောင်းမြို့နယ်စောင်းပြောင်းရွာစခန်းသိမ်းတိုက်ပွဲမှာရဲဘော်နှုတ်ကကြဆုံခဲ့ကြောင်းကရီနီအမျိုးသားများကာကွယ်ရေးတပ် KMTF တပ်ရင်း29ကဒီကနေ့မှာအသိပေးထားပါတယ်။တပ်ရင်း29ရဲ့တက်ခွဲတစ်စစ်ကြောင်းမူရဲဘော်စလိုင်းရဲနိုင်ခေါ်ဂျော်ကာနဲ့ဒူးတက်ခွဲမူမင်းထနိုင်ခေါ်အယိုးတို့ကစောင်းပြောင်းရှိတန်းစစ်မြေပြင်တိုက်ပွဲမှာမေလ24ရက်နေ့မှာကြဆုံခဲ့ရခြင်းဖြစ်ပါတယ်။ ကြည်ကားပြားတွေနဲ့ကြည်ကားအုပ်ချုပ်တွေဒီထက်ပို လုံလောက်ခဲ့ရမှာမပြေစုံမှုတွေကြားတဲ့ကနေတိုက်ပွဲဝင်ခဲ့ကြတာဒါတွေသာပါခဲ့ရင်သူတို့ဆုံရှုံခဲ့ရမှာမဟုတ်ဘူးလို့တက်ရင်29ရဲဘော်တအူးကပြောပါတယ်အာနာရှင်စနစ်ကြာရှုံးပြီးတော့ Federal Democracy စနစ်ပေါ်ပေါက်လာရေးအတွက်အခုလိုအသက်ပေးလှူပြီးတော့တိုက်ပွဲဝင်ခဲ့တဲ့ရဲဘော် ရဲနိုင်ခေါ်ဂျော်ကာနဲ့ရဲဘော်မင်းထပ်နိုင်ခေါ်အယိုးတို့အတွက်ဂုံယူဝမ်းနဲ့မိကြောင် KMDF တပ်ရင်း29ကထုတ်ပြန်ထားပါတယ်။မြင့်မြတ်စွာအသက်ပေးလူသွားတဲ့ရဲဘော်တွေအားလုံးကိုရည်ရွယ်ပြီးတော့တော်လန်ရေးပန်းနိုင်စီကိုပုံမိုစ조사ပြီးတော့အရောက်သွားမှာဖြစ်ကြောင်းလည်းကတိပြုထားပါတယ်။ဆောင်ပြောင်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီနဲ့ PNO ပြည်သူစစ်စခန်းတွေကိုတိုက်ခိုက်ရမှာစစ်တုပ်ပန်နဲ့လက်နက်ခဲယမ်းများရရှိခဲ့ကြောင်းဖဲခုံ PDF ကမေလ30ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မေလ18ရက်နေ့မှာ26ရက်နေ့အထိဆယ်ရက်တာတိုက်ပွဲမှာစောင်းပြောင်းကျေးရွာမှာစစ်ကောင်စီတက်စကောင်ကိုဖဲခုံ PDF 1000တက်ရင်နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါဗျ။တိုက်ပွဲတွေကရက်တိုင်းနှီးပါပြင်းထန်ခဲ့ပြီး စခန်းကုန်းမကြရေးစစ်ကောင်စီကလေကြောင်းလက်နက်ကြီးတွေဇက်တိုက်ပစ်ကူခဲ့ပေမဲ့စခန်းကုန်းအများစုကိုမဟာမိတ်တပ်ပေါင်းစုတွေကတိမ့်ပတ်ရရှိခဲ့ကြောင်းလည်းအသိပေးထားပါတယ်။စောင်းပြောင်းရွာတိုက်ပွဲမှာ PNO ပြည်သူ့စစ်ရဲဗိုလ်မှူးအချို့အပါအဝင်အာရမစစ်သားစုဆောင်ခံရတဲ့ပအိုးလူငယ်၁၀နဲ့ချီတေဆုံးခဲ့ကြောင်းစစ်ဘက်တရင်ရင်မြစ်ကလည်းပြောဆိုထားပါတယ်။ ရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်းပြောင်းရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို တော်လိုင်းရေးတပ်ဖွဲ့တွေက2024မတ်လ18ရက်နေ့မှာတင်ပိုက်ခဲ့မှုပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှအောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။